င်မြင့်ထပ်ပေါ်မှာမြင်ရတော့ဘယ်လိုခံစားရလဲဘယ်လိုခံစားရလဲဆိုအိမ်မှာကြောက်ကိုပဲဒုက္ခနာဒုက္ခခံနေရဘောနော်အခုကတိုင်းပြည်လုံးတီးရအောင်လို့အကုန်လုံးနာဒုက္ခပေးလို့ရအောင်ဆယ်လီအပြုံးကို marketing စင်ဖို့အတွက်အသုံးချလိုက်တာကြောင့်ဝေဖန်ခံနေရတဲ့မြန်မာစတားပြိုင်ပွဲပရိသတ်များရှင်ဆယ်လီအပြုံးကအမြင်နဲ့အတူဟာသဗီဒီယိုလေးတွေကိုရိုက်ပြီးတော့ social media မှာအောင်မြင်လာခဲ့တဲ့သူတွေဖြစ်ပါတယ်။အရင်တုန်းကတော့အမြင်တယောက်တည်းဇလန်တူလေးတွေရိုက်ပေးမယ်။ အပြုံးနဲ့တငယ်ချင်းတွေဖြစ်ပြီးတော့နှစ်ယောက်တူတူဖန်တီးနေကြတာဖြစ်ပါတယ်။အမျိုးသမီးလိုဝတ်ဆင်ပြီးတော့တရုတ်ဆောင်တဲ့အပြုံးကိုသဘောကျတာကြောင့်ဆယ်လီတွေဖြစ်လာခဲ့တာပါ။အပြုံးကအာသာဗီဒီယိုတွေရိုက်နေရကနေပြီးခဲ့တဲ့ရက်မှာမြန်မာစတားပြိုင်ပွဲကိုသွားပြိုင်ခဲ့တာပါအတန်အောနေတဲ့အပြုံးကိုတချင်းဆိုကောင်းမယ်လို့တတော်များမထင်ထားကြပါဘူးအပြုံးကပထမဆုံးအနေနဲ့ပြိုင်ပွဲမှာလာပြိုင်ဖို့ဖြစ်ပါတယ် တယောက်တည်းပြန်ရင်အားငယ်လို့အမြင့်ကိုပါတခါခေါ်လာခဲ့ပါတယ်။ဟာသဆယ်လီတွေမို့အစင်ပေါ်တက်လာကလေးကနှစ်ယောက်သားဟီဟာနဲ့ဖြစ်နေကြတာပါ။ အမြတ်ကတော့ပုံမလင်းလင်းဆိုသလိုအိမ်မှာဆိုပြနေတာနားညည်းရဲဆိုပြီးတော့ပြောလာခဲ့တာပါသူနားညည်းရသလိုတတိုင်းပြည်လုံးနားညည်းဖို့အတွက် ဆိုပြလာခဲ့ရလို့ဆိုပါတယ်အမြတ်ကမြောက်ပေးတာကြောင့်အပြုံးကလည်းဆိုပြစ်သွားခဲ့တာဖြစ်ပါတယ်။အပြုံးကမြမတန်စင်တချင်းတွေကိုဆိုရတာပို့ပြီးတော့ဝါသနာပါတာပါ။တဟာအောင်တို့လိုတချင်းတွေနဲ့အလွမ်းတချင်းတွေကိုဆိုပြပြီးတော့သူ့စကေးတွေကိုထုတ်ပြခဲ့တာပါ။အများရန်တချင်းကြီးနေတဲ့သူဖြစ်တဲ့အတွက်တချင်းကိုခံစားချက်အပြည့်နဲ့တည်ဆုံနိုင်ခဲ့ပါတယ်။ ဒါပေမဲ့အပြိုင်ဆိုင်ဖြစ်နေတဲ့ပြိုင်ပွဲမှာရွေးစရာကောင်းလောက်အောင်မဖြစ်ဘူးလို့ပြောဆိုနေကြတာဖြစ်ပါတယ်။အပြုံးကအတန်ကောင်းတာမျိုးမဟုတ်သေးတဲ့အတွက် မရွေးသင့်ဘူးလို့မြင်ကြပါရယ်ဒါပေမဲ့မြန်မာစတန်အတွက်ကတော့အပြုံးလိုလူမျိုးကရွေးချယ်စရာကောင်းတယ်လို့သာသတ်မှတ်ထားတာပါဒိုင်တွေကလည်းရွေးဖို့အတွက်ပြောထားတဲ့ပုံစံရှိရလို့လူတွေကပြောဆိုနေကြတာဖြစ်ပါရယ် ကိုအောင်ကိုကိုကတော့အပြုံးကိုလိုအပ်ချက်တွေရှိနေပြီးတော့ရွေးချယ်စရာမကောင်းလို့ပြောဆိုနေတာဖြစ်ပါတယ်။အပြုံးမှာလိုအပ်ချက်ရှိနေပေမဲ့ရွေးလိုက်မယ်လို့သာပြောလာခဲ့တာပါ။ခင်ရနာဆိုကတော့ရွေးမယ်လို့ပြောပြီးတော့နောက်တစ်ဆင့်ကိုခေါ်လိုက်ပါတယ်။အပြုံးကတခြားပြိုင်ပွဲတွေကိုကြော်တက်ပြီးတော့နောက်တစ်ဆင့်ကိုတက်သွားတာဖြစ်ပါတယ်။လူအများကတော့မြန်မာစတားကိုဆက်ပြီးတော့မကြည့်ချင်တော့ဘူးလို့တောင်မှပြောနေကြပါပြီ။ မြမစတားပြိုင်ပွဲရဆယ်လီတွေကိုကြတော့ရွေးချယ်ပြီးကောင်းတဲ့ပြိုင်ပွဲဝင်တွေကိုကြတော့ဖြုတ်ပြတာဆိုပြီးတော့ထောက်ပြနေကြတာပါအပြုံးအသာရွေးချယ်မယ်ဆိုရင်တော့မြမစတားပို့ပြီးတော့လူကြည့်များမှအကြောင်းပါအပြုံးလာပြိုင်တဲ့ဗီဒီယိုတပုတ်ထဲနဲ့တင်ကြည့်ရှုသူတန်းတဲ့ချီရရှိသွားတာဖြစ်ပါတယ်။ဒါကြောင့်မို့လဲအပြုံးကမြန်မာစတားပြိုင်ပွဲအတွက် marketing စင်းဖို့အသုံးချစရာဖြစ်နေတာပါ။ marketing အတွက်အသုံးချစရာကောင်းလောက်အောင်ထိရောက်သွားတာလည်းဖြစ်ပါတယ်။တချို့ကလည်းအပြုံးက မြန်မာစတားပြိုင်ပွဲမှာနာမည်ကြီးဖို့လာပြိုင်တာဆိုပြီးတော့ပြောဆိုနေကြတာဖြစ်ပါတယ်မြန်မာစတားပြိုင်ပွဲမှာအခုချိန်ထိလူကြိုက်များတဲ့ပြိုင်ပွဲဝင်ရလို့သိပြီးတော့ အော်မပါသေးဘူးဖြစ်ပါတယ်လူအများကြိုက်တဲ့သူတိတ်ပြီးတော့မတွေ့သေးပါဘူးအားလုံးကတော့ဒီတစ်ခေါက်ပွဲကိုတိတ်ပြီးတော့စိတ်မဝင်စားတော့ပါဘူးအရင်ကလည်းချင်းတိုင်းရင်သားတို့သာရွေးချယ်မှလို့လဲထင်နေကြတာပါတခြားပြိုင်ပွဲဝင်နေကောင်းပေမဲ့နှစ်နှစ်လုံးလုံးချင်းတိုင်းရင်သားတွေကိုသာဝင်နေပေးခဲ့တာဖြစ်ပါတယ်အစီအစဉ်တင်ဆက်သူကိုရိုင်းကလည်းချင်းလူမျိုးဖြစ်တဲ့အတွက်ဒီတစ်နှစ်ဘလို့ဖြစ်အောင်မလဲဆိုတာမသိရသေးပါဘူးတကယ်လို့သာဒီနှစ်သာချင်းတိုင်းရင်သားပဲဆက်ပြီးတော့ရွေးမယ်ဆိုရင်တော့ တိုင်ပွဲကလူစိတ်ဝင်စားတဲ့ပွဲဖြစ်လာမှာမဟုတ်ဘူးဆိုပြီးတော့ထောက်ပြနေကြတာဖြစ်ပါတယ်။ဆယ်လီအပြုံးကို marketing စင်ဖို့အတွက်အသုံးချလိုက်တာကြောင့်ဝေဖန်ခံရတဲ့မြန်မာစတာအပေါ်အမြင်လေးပြပြပေးပါအောင်။ဆုံးဒီတရှိပေးလို့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။